ပရီးမီးယားလိပွဲစဉ်17မန်စီးတီးနဲ့လီဗာပူးအပိုင်းနှစ် getting started a life is a dream or a nightmare starring မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုးစားပါတယ်ကျွန်တော်ကိုခတ်ပါအခုတစ်ပတ်ရှင်ပြန်ကစားမဲ့ EPA ပွဲစဉ်တွေထဲမှာ Super Sunday ရဲ့ share ပွဲတစ်ပွဲဖြစ်တဲ့ည7:00နာရီမှာရှင်ပြန်ကစားမဲ့ Man City နဲ့ Liverpool ရဲ့ပွဲကြိုး30ချက်ကိုအပိုင်းနှစ်အဖြစ်ကျွန်တော်လုတ်ပြီးသွားခြင်းတယ်ပထမပိုင်းမှာတော့ ဒီနှစ်သင်းကြားရဲ့တည်တင်းတိထိုက်တဲ့အချက်လက်တွေနဲ့ key points တွေဆွေးနွေးသုံးသပ်ခဲ့ပြီးဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့အာရှရဲ့အကျိုးပေးမှုတွေနဲ့ viewer ပိုင်းချင်းကပ်မှုကိုပြုလုပ်သွားမှာပါ okay အဲ့တော့အာရှရဲ့အကျိုးပေးမှုတွေကိုကျွန်တော်စတင်ဆွေးနွေးကြည့်အောင်ကနဦးစောပေးမှုရမန်စီးတီးကတည်ရအပြည့်ရှုံးပေးရတယ်ဗျ risk to be အားပေးရမယ်နှစ်သင်းလုံးကတော့ရွေးရွေးလို့ရတဲ့အခြေအနေမျိုးမန်စီးတီးကလည်းအခုနောက်ပိုင်း form လေးတော်တော်မှန်လာတယ် အက်ရှင်ဗလာကိုရှုံးတဲ့ဘွဲကလွင်ချန်တဲ့ဘွဲစင်တွေမှာမက်ဆီဒီသည်ပရိသတ်ကိုပျော်ရွှင်ခွင့်ပေးနိုင်ခဲ့တဲ့အသင်းပေါ်တော့ဒါပေမဲ့ကျွန်တော်တခုဆိုရင်အာလင်းဟာလန်ကိုအားကိုးတဲ့ဖြစ်ဖြစ်ဗျာမိခိုးတဲ့ဖြစ်ဖြစ်အဲ့ဒီ usage ကိုခဏဘေးပဲထားလိုက်အောင်အဲ့လိုပြောရင်ကြိုက်ချင်မှတော့ကြိုက်လိမ့်မယ်တို့ပေမဲ့ဟာလန်ကိုသွင်းတဲ့ဘွဲကနိုင်တယ်ဟာလန်ကိုမသွင်းတဲ့ဘွဲကမနိုင်ဘူးဆိုတော့ပုံစံမျိုးကတော့ဒါနည်းနည်းစဉ်းစားချင်စရာပဲပေါ့နော်တခုထောက်ပြရလဲရှိတယ်ဟာ तू ကတိုက်စစ်မှုပဲလေကိုသွင်းရမှာပေါ့ तू ိုးသွင်းမှပဲဖြစ်မှာသူကိုးမသွင်းတဲ့အခါကျရင်အသင်ကနိုင်မှာမဟုတ်ဘာညာပေါ့ reasonable ဖြစ်ပါတယ်ဒါပေမဲ့ပွဲစဉ်တိုင်းမှာဟာလန်ရဲ့အားကိုယူလို့မရတဲ့အခြေအနေမျိုးရှိတယ်ကျွန်တော်ပွဲချုပ်တုန်းကပထမအိမ်မှာပြောပြီးပြီ ဟာလန်တယောက်တည်းအတွက်တီးတန့် game plan တစ်ခုထုတ်လာရင်ဘယ်လိုလုပ်မလဲကျန်တဲ့ကစားသမားရင်းနဲ့နိုင်ပွဲတစ်ပွဲရဖို့ကိုအားကိုကြိုးစားရအောင်မယ်အဲ့တော့ဟာလန်လို player မျိုးကလည်းအားလုံးသိတဲ့အတိုင်းပဲတကယ်ဂျိုသား လက်ရှိအချိန်မှာကဘောမှာအကောင်းဆုံးနံပါတ်9ကစားသမားပဲဗျာဂူးသွင်းစွဲရပဲဖြစ်ဖြစ် one chance one goal ပုံမျိုးပဲဖြစ်ဖြစ်အခွင့်အရေးတစ်ချိန်ရရင်ရတယ်လို့ပြောင်းလဲနိုင်တဲ့အပိုင်းမျိုးပဲဖြစ်ဖြစ်တကယ်ကိုကျန်းတယ်ပဲအဲ့လိုကစားသမားမျိုးကိုအာရနာစလော့အနေနဲ့ဒီတမယိုးကြအတိုင်းကစားခိုင်းစီဖို့ဆိုတာတော့ကျွန်တော်တို့လမ်းမမြူဟာလန်အတွက်တီးတဲ့ game plan တမျိုး၃ကောင်း၃လာနိုင်တယ်အဲ၃ချင်မှလည်း၃မယ်ပေါ့ဗျာဒါပေမဲ့၃ကောင်း၃လာနိုင်တယ်အဲ့တို့ကြောင့် ်ဟာလန်ထိန်းချုပ်ခံခဲ့ရရင်ကွန်ထရိုးလုပ်ခံခဲ့ရရင်မန်စီးတီးပြန်ပြီးတော့ဘယ်လိုပြောမလဲတခြားသောကစားသမားတွေနဲ့အင်ပြစ်အားပြစ်မကစားနိုင်ပါဘူးတော့ကျွန်တော်အနေငယ်စိုးရိမ်မိတယ်ဒါပါပဲကျန်တဲ့အပိုင်းတွေမှာတော့မန်စီးတီးဒီဘာမှအပြစ်ပြောနေစရာမလိုဘူးသူတို့ positional rotation ကိုဆက်လက်ကျင့်သုံးနေသေးပဲဒါပေမဲ့ Pep Guardiola ဒီစာနာနာကြည်သွားပြီဆွတ်ဆက်ပြီး position တွေအတားယူပြီး numerical advantages တွေပဲယူတော့တာမဟုတ်ဘူး ိကျက်နေနေနဲ့ကိုရဖို့အတွက်အာကိုကစားတဲ့ပုံတံတွေအများကြီးမြင်ခဲ့ရတယ်။ကျွန်တော်ဒီဘိုင်းကိုဘာကြောင့်ပြောနေတယ်လဲဆိုတော့ဟာလန်တစုံတစ်ခုဖြစ်ခဲ့ရင်မန်စီးတီးကိုရပါမလား။ဒါမို့ရင်လည်းနိုင်ပါမလားဆိုတဲ့အတွေးမျိုးကိုသိစေချင်လို့ပါ။ဆိုတော့လီဗာပူးကအခုအချိန်မှာမန်တလတီဘိုင်းလေးတစ်ဖြည်းဖြည်းချင်းစီပြန်တက်လာတယ်။မန်စီးတီးစီကရမတ်တမတ်ခွဲဖို့ဆိုတာတိတ်ပြီးမခက်ခဲတဲ့အခြေအနေမျိုးအဲ့တော့ကျွန်တော်ကတော့လေ ပို့လို့မြန်ဒီအကျော်ပေးမှုကိုနည်းနည်းလေးနည်းနည်းမို့တော်တော်ကြောက်တယ်မန်စီးတီးกว่าငါဟဲ့စီတီဇင်กว่าဆိုပြီးရွေးပေးလိုက်လို့ရတယ်ဒါပေမဲ့မတော်တဆတည်ကြသွားခဲ့ဒီပွဲစဉ်ကလည်း draw ဖြစ်ဖို့များတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့အဲ့လိုဟို risk ကိုမယူရဲဘူးဗျ Liverpool team ကိုအရင်ကြီးဗျာတမလားတခုတ်တရကြီးစောင်းရမ်းကောင်းတဲ့ကြိုက်နေတဲ့ဘာညာမဟုတ်ပေမဲ့ ကျေးရလီဗာပူးသင်းကိုပဲရွေးရမယ်ပုံမျိုးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်မှာဟန်ဒီကက်ပြလီဗာပူးကိုပိုသဘောကျတယ်ကျွန်တော်တူတယ်ကိုနဲ့တစ်ချက်ပြင်ချိန်ကြည့်အောင်တူတယ်ကိုကတော့၃လုံး၃ဝက်ရှုံး၃လုံး၃ဝက်ရှုံးဖြစ်တဲ့အတွက်ကြောင့်တူတယ်ကိုကလည်းအများဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့နော်လီဗာပူးရဲ့တူတယ်ကိုကတော့ over ဖြစ်ဖို့များတတ်တယ်ဒါပေမဲ့မန်စီးရီးကတော့ထိန်းကန်တတ်တယ်အဲ့ဒီတော့ကျွန်တော်ကတော့တူတယ်ကိုဆိုရင်အရင်မစွန့်စားရဲဘူး ဘာကြောင့်တော့ပပ်ဂွာဒီယိုလာဒီဟိုအရန်တော်တဲ့နီးပြဗျာဘလို့လုံးမယ်ဟိုဘလို့ကိုက်မယ်ဆိုတော့အစိုးရတွေကသူတွေးခေါ်ပြီးသားဖြစ်လိမ့်မယ်အာဆင်နယ်ဘွဲကိုကြီးကြီးလုံးဝမထင်ထားတဲ့ပုံတံမျိုးနဲ့ထိန်းကန်သွားတယ်အဲ့လိုထိန်းကန်သွားခဲ့ရင်ဝမ်းစီဝမ်းဝမ်းဆိုတဲ့ရလက်မျိုးကအချိန်ခါမြွေဖြစ်သွားနိုင်တယ်အဲ့ဒီကြောင့်ကျွန်တော်ဒီဘွဲစင်မှာတူတယ်ကိုကိုအများဖြစ်မယ်လို့တော့မထင်ဘူးဒီလိုပြောလို့လေတူတယ်ကိုရွေးပေးတာတော့မဟုတ်ဘူးဒါပေမဲ့ suggest ပေးမယ်ဆိုရင်ဒီ total goal က over သွားတဲ့ဆိုင် NR လေးမြင်ဖြစ်ကောင်းဖြစ်သွားမလားပေါ့နော်ကျွန်တော်တော့အဲ့လိုမြင်နေဒါပေမဲ့ handicap အရာကျွန်တော်ပြပြတသားရွေးချယ်ပေးချင်တာကတော့တရေကြဖို့များတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်တရေကြတာနဲ့အပြည့်အဝနှီးပါပျော်ရွှင်ခွင့်ရမယ် Liverpool ကိုရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော် viewer ဘိုင်းအချင်းကဆွေးနွေးမှုကိုလုပ်အောင်မန်စီးရီးကတော့အဓိက positional rotation ပဲဗျာ ပတ်ဒီဒါပိုဒရှင်ရဲ့ပလေးသိက်ကိုပိုင်နိုင်တဲ့နီးပြပေါ့နော်အဲ့တော့ပိုဒရှင်နေတနေရာနဲ့တနေရာလှည့်ပြောင်းပြီးတော့မစီရီက isolation တွေလုပ်တယ် space ကောင်းကောင်းရအောင် ကစားတတဲ့ပုံသဏ္ဍာန်မျိုးလွန်ခဲ့သောနှစ်ပေါင်းများစွာတည်းကပပ်ဒီဒီလိုမျိုးပုံသဏ္ဍာန်အရန်ကစားခဲ့တယ် force nine ဆိုတဲ့ပုံသဏ္ဍာန်တစ်မျိုးကို pep guardiola ရဲ့လက်ထက်မှာစပြီးတော့ leo messi ဖြစ်စေခဲ့တယ်လို့တောင်ပြောရမှာပေါ့ တော့သူချိတ်ဆက်မှုတွေဘရိုကြည့်ကြည့်လိုက်အလဲဝင်ရူတိုင်းကအနက်ဆိုင်လုံးမှာရှိတဲ့ကစားသမားတယောက်ချင်းစီနဲ့ဘေးပတ်လည်တွေ half space မှာရှိနေတဲ့ကစားသမားတွေကိုလှည့်ပတ်ပြီးချိတ်ပြီး rotation လုပ်ပါတယ်အဲ့တော့သူဒီကျွန်တော်တို့စာတွေလေးလာဖတ်ရှုထားသလောက် half space ဆိုတဲ့နေရာတွေကိုအရန်အားကိုးတတ်တယ် half space ဆိုတာဘလုံးကွင်းကိုကျွန်တော်ဟို တက်တဲ့ပေါ့နော်ပိုင်းချမ်းကြီးလိုက်မယ်ဆိုရင် အလဲဝင်ရိုးဥတိုင်းရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာရှိတယ်ဒီနေရာတွေကပြိုင်ဘက် side back ကစားသမားတွေလှမ်းကပ်ဖို့အတွက်နည်းနည်းနေရာဝေးသလို DM ကစားသမားတွေလည်းဝေးတယ် CB ကစားသမားတွေလည်းဝေးတယ်အဲ့နေရာတွေကအရင်တစ်ခေတ်ကမက်ဆီဒီဒီကိုရဖို့အတွက်ကြိုးစားအားထုတ်လို့ရှိတယ်ဒါကတပိုင်းလက်ရှိအချိန်မှာလည်းအဲ့လိုမကစားအောင်မို့ကစားတယ် position နဲ့ rotation တွေလုတ်တော့၄၁၄၁ပုံတံတန်းမှာ အတီတကြဘယ်သူမှမရှိဘူး ိုရယ်လီဒီဒီခါလေးကြာရင်ဖိုဒန်နီယာရောက်ရင်ရောက်သွားတာအဲ့အတွက်ကြောင့်အိုရယ်လီက half space ကနေဂိုးတွေတွင်းတက်တယ်ဆိုတာကျွန်တော်တို့သတိထားရလိမ့်မယ်ဂျယ်ရမီတိုကူအယောင်ပြပြီးတော့ဒီခါလေးကြာရင်ကစားသမားတွေစွဲခေါ်ပြီး isolation တွေလှမ်းလို့ရင်လုတ်တက်တဲ့ပုံစံမျိုးတော်တော်တကွ upgrade ဖြစ်သွားတာက man city ကအဲ့လို position နဲ့ rotation လုတ်ပြီးတော့ပြိုင်ဘက်ကလုံးဝ defensive deep block ကစားထားတဲ့အချိန်အဲ့ဒီ pocket position နဲ့မကောင်းဘဲနဲ့ တောက်လျှောက်ပေါက်ကက်တွေကိုလိုက်ရှာရမယ်ခင်မရှိတော့ဘူး။ဘာပြောင်းသွားလဲ။ဘောလုံးကိုထိချက်နည်းနည်းနဲ့ငါတို့ counter attack ဘယ်လိုကစားမလဲဆိုတဲ့ပုံစံမျိုးကိုဥတီလာတာရည်လဲတွေ့ရတယ်။အဲ့တော့ counter attack ကစားမယ်ဆိုသိကြရတယ်ဗျာကျွန်တော် hyper pressing ပေးရမယ်။တမယိုးကြ counter attack ဆိုရင်တော့ကိုယ့်ရဲ့ defensive တက်ထဲမှာပဲပိတ်ဆော့ပြီး your shoot direct counter attack နဲ့ဆော့ပေါ့ modern နဲ့ဆန်တဲ့ counter attack ဆိုရင်တော့သိကြရတယ်။မစ်တဲ့တက်လောက်မှာအနည်းဆုံးဘောလုံးကိုရအောင်ယူပြီး counter attack လုပ်မှာပဲ။အဲ့လိုမျိုး upgrade ပုံသဏ္ဍာန်လေးတွေကတော့ Messi တို့ကမစိုးဘူးလို့ကျွန်တော်ယူဆပါတယ်။ကဲတစ်ဖက်က Liverpool Liverpool ကတော့ပြီးခဲ့တဲ့ဘောလုံးရတယ်မှာ Arnaslo ရဲ့ handpan တစ်ခုကတိတ်ပြောင်းလဲမဖြစ်သွားဘူးဗျ။ Liverpool ဒီဒီ high pressing ပေးတဲ့ hand တစ်ခုမှာအသားကျနေစေအတင်းတင်းဖြစ်ပါတယ်။ဘောလုံးကိုနှစ်ချမ်းပိုင်းလိုက်မယ်ဆိုရင် အလေတက်တက်ကကစားသမား2ယောက်ရှိတယ် RGB နဲ့ Megalista 2ယောက်လုံးကပပ်နဲ့မတူညီတဲ့အပိုင်းနေတယ်အဲ့လို light လှည့်ပြီးလုံးနဲ့ချလဲ position နဲ့ rotation လုံးမနေဘူး right gravity mesh ကသူ့ရဲ့ site မှာသူအပြည့် sort ပေးတယ်တစ်ဖက် Megalista Megalista site ဖက်မှာအပြည့် sort ပေးတယ်ပုံစံမျိုးအဲ့တော့ Liverpool မှာလည်းအားသာချက်တွေကတော့အများကြီးရှိတယ်ဥပမာပြောရင် Liverpool ဒီအဲ့ hyperest အတွက်တေချာကို လေးကျင်ထားတဲ့အတင်းတင်းလုံးဝ aggressive hyperest အသေးအတန်ကိုပြိုင်ဘက်အသင်းရဲ့ defensive တက်ထဲမှာဘောလုံးကိုမရရအောင်ကြိုးစားအားထုတ်မှုပြုလိမ့်မယ်ဒါက liverpool အတွက်အရန်အားတာတယ်အဲ့ဒါကြောင့် Pep Guardiola အနေနဲ့ဒီပွဲစဉ်မှာ bid up ဒီတည်ရင် Nico Gonzalez လို့ကစားသမားမျိုးအနေနဲ့ Rodri နီးပါးလောက်ပါနပ်ဖို့လိုတယ်ဒီလိုမှမဟုတ်ရင်တော့ Liverpool ရဲ့ဖိအားပေးခြင်းတွေခံရပြီးဘောလုံးတွေပြတ်နိုင်တယ်ဗျအဲ့တော့ Liverpool ရဲ့ အဲ့ဒီဝင်ရိုးဥတိုင်းကစားသမားနှစ်ယောက်ကလည်းတယောက်ကထိုင်ပြီးတယောက်က live ball win နဲ့ live လုပ်ပြီးတဲ့ပုံစံကတော်တော်ကောင်းမွန်တယ်လို့ Dominic Szoboszlai ရဲ့လှုပ်အားလုံးဖြစ်ပေးမှုကလည်းကောင်းမွန်တယ်ကျွန်တော် right back မှာ Dominic Szoboszlai မဆော့ဘဲနဲ့အခု Connor Bradley စွမ်းဆောင်ရေးပိုင်းပုံမှန်ပြန်ရသွားတာတော့ Liverpool အတွက်တော်တော်ကောင်းတယ်အဲ့တော့ Quinlan Central Zone မှာ Liverpool ရဲ့အင်ပြည့်အားပြည့် power အပြည့်နဲ့ကစားမဲ့ hand တစ်ခုကိုမြင်ရနိုင်တယ်ဆိုတော့အနည်းချုပ်ပြီးသုံးသပ်မယ်ဆိုရင် Liverpool ကတော့သူ့ရဲ့ပုံသဏ္ဍာန်တိုင်း aggressive high press တွေပေးမယ်ပြီးရင် counter attack ကစားမယ်လင်းလင်းမြန်တဲ့ဂိုးရဖို့အတွက်ကြိုးစားအားထုတ်မှုပြုတဲ့ hand တွေကိုသုံးလာအောင်ပါပဲ Pep Guardiola ကလည်းဒီပုံတိုင်းပဲသုံးမယ်ဆိုပေမဲ့တခါတရံကြရင်ကိုကဘောလုံးကင်ဖို့အခွင့်ရရလာခဲ့သည်ရှိတော့ဘောလုံးကင်ရမှာဗျာဘောလုံးပိုကိုင်တဲ့အတင်းကတော့အနေနဲ့ပိုများတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့အနည်းချုပ်ပြီးရွေးချယ်ပေးချင်တာကလည်းကျွန်တော်လီဗာပူးကိုပဲသဘောကျပါတယ်ခင်ဗျာ